grade 10 11အတွက်3တန်းတစ်လုံးအတွက်အရေးကြီးတဲ့ grammar လေးတစ်ခုပြောချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ the present simple tense နော် present simple tense verb 1 verb 1 ses နဲ့ရေးရတဲ့ tense လေးပါအဲ့ဒါလေးကကြတော့နော်ဘယ်အခြေအနေမှာဒီ verb 1 present simple ကိုသုံးလဲဟုတ်ပြီနော်အဲ့ဒါလေးကိုလေ့လာကြည့်ရအောင် gazes ဓာတ်ငွေတွေက expand ပွားတယ်တဲ့ expand verb 1နဲ့ရေးထားတာဟုတ်ပြီနော် one they are heated သူတို့ကိုအပူပေးလိုက်ရင်ဓာတ်ငွေတွေကပွားတယ်တဲ့ ဟုတ်ပြီနော်အဲ့တော့ဓာငွေတွေကိုအပူပင်းရင်ပွားတယ်ဆိုတာအခုအပူပင်းရင်လည်းပွားတာပဲနှက်ပြန်အပူပင်းရင်လည်းဓာငွေရပွားမှာပဲနော်ဟိုနောက်ဆယ်နှစ်နေလို့အပူပင်းရင်လည်းပွားမှာပဲအရင်တော့ကလည်းဓာငွေတွေကိုအပူပင်းရင်ပွားမှာပဲအမြဲတမ်းအမှန်ကန်နေတဲ့ရေဘူးရအမှန်တရားတစ်ခုကိုပြောခြင်းရင် expand ပွားတယ်ဆိုတာကို vat 1နဲ့သုံးထားတယ်ဟုတ်ပြီနော် vat 1နဲ့သုံးတယ်အဲ့တော့ရေဘူးရအမှန်တရားတစ်ခုအမြဲတမ်းအမှန်ကန်နေတဲ့အမှန်တရားတစ်ခုကိုပြောခြင်းရင် vat 1သုံးတယ်အဲ့နောက်တစ်ချက်ကိုလေ့လာကြည့်ရအောင် ော် class ရယ်ပြောသွားမယ်နော် grade 6ကနေ grade 12အထိနော် video file class လေးတွေကျွန်တော်စီမှာတလာချင်းသင်တန်းချင်းတွင်ပြီးတော့တက်လို့ရနေပြီနော်အဲ့ဒါ CPU လာပေးပါနော် grandpa အဖိုးက usually goes goes ဘဝန်းသုံးထားတယ်ဒါ verb 1နော် go for a walk လမ်းလျှောက်ထွက်တယ် in the evening เนาะညနေခင်းနေမှာအဖိုးကလမ်းလျှောက်ထွက်တယ်တဲ့ဒီမှာ goes ကို verb 1နဲ့သုံးတယ်ဘာဖြစ်လို့ verb 1နဲ့သုံးလဲသူက လမ်းလျှောက်ထွက်တာညနေတိုင်းသူပုံမှန်လုပ်နေကြအလေအထတစ်ခုဆိုရင် ghost ကို fawn နဲ့တုံထားတယ်ဒါဆိုရင်အလေအထတစ်ခုဆိုရင်လည်း fawn present simple တုံးရမယ်ပေါ့နောက်တစ်ခုကကြတော့ my brother ငါ့အကိုက please ကစားတယ် for yangon united fc မှာတဲ့နော်သူကပေါ်လုံးကန်တယ်ပေါ့ကစားတယ်ပေါ့ဒီမှာ please ကိုဘာနဲ့တုံးထားလဲ fawn နဲ့ပဲတုံးထားတယ်ဘာကြောင့် fawn နဲ့တုံးလဲဆိုတော့အဲ့ဒါကကြတော့ဘာကိုဖော်ပြတာလဲဆိုတော့ သူ့အကိုကအခုလောလောဆယ်လက်ရှိအချိန်နေမှာအဲ့ဒီရန်ကုန် United FC မှာဘောလုံးကန်နေတာဘောလုံးကစားနေတာလက်ရှိမှာဖြစ်ဖြစ်ပြက်နေတဲ့အချိန်နေတစ်ခုကိုပေါ်ပြခြင်းရင် VAR 1ကိုသုံးတယ်အဲ့တော့ဒီမှာရေဘူးရအမှန်တရားဆို VAR 1သုံးတယ်အလေးထားတစ်ခုဆို VAR 1သုံးတယ်လက်ရှိဖြစ်ပြက်နေတဲ့အချိန်နေတစ်ခုဆို VAR 1သုံးတယ် grade 11ចောင်းသားတွေទីရမယ်နောက်ထပ်ឈីនេះတစ်ခုမှာ v1 ကိုຕົងသေးတယ်အဲ့ဒါလေးကို comment မှာဖြေခဲ့ပြီးเนาะ ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် yes လို့ comment မှာလည်း match ပေးသွားကြပါဦးเนาะအားလုံးကျေးဇူးတင်ပါတယ်